ဆင်းရဲတဲ့ဘဝကနေကြောင်းရင်တချို့ကြောင့်မြင်နေပြသလိုချမ်းသာသွားတဲ့မိသမီ၃ယောက်ဒီပြိုထဲမှာတော့ဆင်းရဲတဲ့ဘဝကနေချိန်တိုတွေမြင်နေပြသလိုကြီးတဲ့ချမ်းသာသွားတဲ့မိသမီ၃ယောက်ကိုပြောပြပေးသွားမှာပါ။ ံပါတ်1 Novo Eta CNN ပါရီဘွားကနေရုတ်တရက်ချက်ချင်းချမ်းသာကကမ္ဘာပတ်နိုင်တဲ့ဒီချမ်းသာကျေသွားသွားတဲ့မြမတရုတ်စာမင်းသမီးတယောက်ကတော့တရုတ်စာမင်းသမီး Novo Eta ဖြစ်ပါရယ်အားလုံးသိကြတဲ့အတိုင်းတရုတ်စာမင်းသမီး Novo Eta ဟာအစောပိုင်းမှာတော့တာမန်ကျောင်းသူတယောက်လေးပါ Novo Eta ရဲ့မိဘတွေဟာတာမန်လူတန်းစားတွေဖြစ်ပါရယ်အထူးသဖြင့် Novo Eta ဟာကရင်ပအိုးကာပြားမလေးဖြစ်ကနေကလာတာဖြစ်ပြီးတော့မန်လီမျိုးကနိုင်ငံသားဘာသာတက္ကသိုလ်မှာပညာသင်ကြားခဲ့ရပါတယ်။အဲဒီနောက်မှာတော့ Novo Eta ရဲ့ရုပ်ရည်ချုပ်မောလာပါမှုကြောင့် မန္တလေးတိုင်းတခုလုံးရဲ့တက္ကသိုလ်ကျောင်းပေါင်းစုံအလှပြည်မှာကွင်းဖြစ်ခဲ့တာဖြစ်ပါတယ်။အဲကနေတစဉ်ကျောင်းသားတွေတပ်ပုံတွေရှာရည်နဲ့တော့ဖို့ရထားတဖြည်းဖြည်းနုပညာလောကတွေကိုပျောက်လာတာပါ။ အခုချိန်မှာတော့နော်ဘွဲ့အေတာဟာမြန်မာနိုင်ငံရဲ့ထိတ်တဲမင်းသမီးတယောက်ဖြစ်နေပါပြီ။ဒါကြောင့်လည်းနော်ဘွဲ့အေတာရဲ့ဝင်ငွေဟာမထင်ထားလောက်အောင်များပြားတာပါ။ဂျာပင်နော်ဘွဲ့အေတာအခုချိန်မှာမြန်မာနိုင်ငံရဲ့ထိတ်တဲချမ်းသာဆုံးတရေကြီးတယောက်ဖြစ်တဲ့ထက်ခိုင်ဝင်းနဲ့ချစ်ကြိုက်နေတာဖြစ်ပါရည်။ဒါကြောင့်လည်းနော်ဘွဲ့အေတာကဘာပေါ်ကနိုင်ငံတွေတော်တော်များကိုလဲပက်နေနိုင်ပါပြီ။ဟိုတလောတုန်းကဆိုရင်နော်နော်ဘွဲ့အေတာဟာဒီပိုင်းမြို့မှာတတိမကြီးလိုနေထိုင်ပြနေတာပါ။အထူးသဖြင့်နော်ဘွဲ့အေတာရဲ့ချစ်သူထက်ခိုင်ဝင်းဟာမြန်မာနိုင်ငံရုပ်ရှင်ထုတ်လုပ်ရေးပါဝင်စီးပွားရေးလုပ်ငန်းများစွာကိုလဲပက်လုပ်ကင်နေတာဖြစ်တာကြောင့် ါတယ်နော်ဘောအေတာဟာတော်တော်လေးကိုမချမ်းသာနေတာဖြစ်ပါတယ်ဒါကြောင့်လေနော်ဘော့အေတာဟာမြန်မာနိုင်ငံမှာစင်ရတဲ့ဘွားကနေထိတ်တန်းတဲ့ထင်းမကြီးလေးမြန်ဖြစ်လာတဲ့မင်းသမီးတယောက်လို့ဆိုရမှာပါ။နမနဲ့မင်းမြမို့ရုတ်တရက်ကြီးမျက်လေးပြသလိုချမ်းသာသွားတဲ့မင်းသမီးတွေထဲမှာရှိနေတာကမင်းမြမို့ပါ။အစောပိုင်းမှာတော့မင်းမြမို့ဟာတာမင်စားနိုင်တောင်းနိုင်လွယ်တဲ့တန်းစားမိသားစုကလာတာပါ။ဒါပေမဲ့လေမင်းမြမို့ဟာအနုပညာလုပ်တွေကိုဝါသနာပါတာကြောင့် MRT4 ရုပ်တံလိုင်းတရုတ်စာအဖြစ်ရွေးချယ်ခံရင် MRTV4 ရုပ်သံဇာတ်လမ်းတွဲမင်းသမီးဖြစ်လာပါရီမင်းမြင့်မောကရုပ်သံဇာတ်လမ်းတွဲတွေမှာကြာရာကာရိုက်တာဇာတ်ကောင်မျိုးစုံကိုအကောင်းဆုံးတည်ယူဆောင်နိုင်ပါရီ ဒါပြင်မင်းမြင့်မို့ဟာအရှက်မောင်းတဲ့အလားတရားတွေကလည်းထိတ်တဲမင်းသမီးတယောက်ရဲ့အရေးချင်းနဲ့ပြည့်စုံနေတာပါ။ဒါကြောင့်လေမင်းမြင့်မို့ဟာဇလန်တွဲမင်းသမီးဖြစ်ကနေထိတ်တဲမင်းသမီးဖြစ်လာခဲ့သူပါ။အခုချိန်မှာတော့မင်းမြင့်မို့ဟာကယ်ဒမီစုရရှိထားတဲ့ပထမဆုံး MRD4 မင်းသမီးဖြစ်လာသလိုရုပ်ရှင်ဇာတ်ကားပေါင်းများစွာလည်းလက်ခံရှိုက်ကူးနေပါပြီ။ဒါကြောင့်လေမင်းမြင့်မို့ရဲ့ဝင်ငွေဟာအမကန်မြတ်ပြားနေတာပါ။ဒီလိုချိန်မှာမင်းမြင့်မို့ဟာသူမရရှိထားတဲ့အနုပညာကြီးတွေနဲ့ပကံမှာ ဟိုတယ်တီတာပိုးတယ်တိုင်းတီတာကိုဝိုင်ဘရန်နဲ့လှောက်ကုန်ပစ္စည်းတွေရောင်းတာတွေလုပ်ခဲ့ပါတယ်။ဒါကြောင့်လည်းမင်းမြင့်မို့ကျေဝါချမ်းသာမှုတွေဟာအခုချိန်မှာအမကန်များပြားပါတယ်။အစောပိုင်းမှာတော့မင်းမြင့်မို့ဟာတာမယ်မိကလေးတယောက်ပါ။ဒါကြောင့်လည်းမင်းမြင့်မို့ဟာချိန်တိုတွင်ချမ်းသာလာတဲ့မင်းသမီးတယောက်ဖြစ်ပါတယ်။နမဲတော့ပိုးချပြုခင်မင်းမြင့်မို့လိုပဲ MRD4 တယောက်စာမင်းသမီးတယောက်ဖြစ်တဲ့ပိုးချပြုခင်ကလည်းတာမယ်လူတဲ့တန်းစားမိသားစုကနေထိတ်တဲမင်းသမီးဖြစ်လာသူပါ။ဒါပေမဲ့လည်းပိုးချပြုခင်ကအခုချိန်မှာ ရတနာဆိုင်နေပိုင်ဆိုင်ကကြီးတဲ့ချမ်းသာကျဲဝါရီထိတဲ့တည်းမှာကြီးဖြစ်နေပါပြီ။ပူဇော်ပြုခင်တရားချိတဲ့တည်းမှာချမ်းသာသွားတာကလည်းတည်းကြီးကိုတိုဝိတ်ကော PK တို့ကိုလက်ထပ်လိုက်လို့ပါ။အခုပြောသွားတာကတော့ချိန်တိုတည်းမှာလူရဲတန်းစားပွားကနေထိတဲ့တည်းမှာကြီးတွေဖြစ်လာတဲ့မင်းသမီး၃ယောက်ဖြစ်ပါရီ။အခုပြောပြရင်မင်းသမီးတွေမှာမပါတဲ့အခြားသောသူတွေရှင့်လေးပြောသွားပေးခဲ့ပါအောင်ရှင်။